ဟုတ်သမီးတို့မင်္ဂလာပါဒီချေကတော့တတိယရံဇာယိတကိုတင် जा ပေးမယ်ဒီချေပြူထိုက်ပဲဖြစ်ပါတယ်ဒီချေဒီနေ့ပြောပြသွားပေးမယ်အကြောင်းအရာလေးကတော့အစမတ်တဲ့မောင်ချစ်ပဲဖြစ်ပါတယ် ဒါဆိုရင်ဒီချေတို့ကဒီခေါင်းစဉ်လေးမှာမောင်ချစ်ကဘယ်လိုမျိုးအဆော့မတ်တာလဲဘယ်လိုနေရာမျိုးမှာအဆော့မတ်တာလဲဆိုတာကိုဒီချေနဲ့အတူတူလိုက်ပြီးတော့ကြည်ပေးပါနော်မောင်ချစ်ဆိုတဲ့ចောင်းသားလေးတယောက်ရှိပါတယ်တဲ့သူဟာဆိုရင်တော့ဂိမ်းကစားတာကိုအလွန်နှစ်သက်ပါတယ်တဲ့တငယ်ချင်းတွေက ကစားဖို့ခေါ်တိုင်းကိုမင်းတို့နဲ့မကစားချင်ပါဘူးကွာ ငါကဂိမ်းမဲဆော့ချင်တာလို့ပြောတယ်တဲ့အချိန်အကြာကြီးကစားရင်တဲ့တိတ်တော်လာမှာပဲလို့သူကထင်နေမိတယ်တဲ့ဒါကြောင့်တနေ့လုံးကိုဘာမှမလုပ်တော့ဘဲနဲ့ဂိမ်းမဲကစားနေတတ်ပါတယ်ထမင်းစားရင်လည်း TV ကြည့်လေးရှိပါတယ်တဲ့တနေ့အတန်းထဲမှာတငယ်ချင်းတယောက်ကမောင်ချစ်ရဲ့ခုံကို မတော်တဆဝင်တိုင်းမိလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမောင်ချစ်ကတွေးလိုက်တာကဂိန်းထဲမှာဆိုချပြစ်လိုက်မှာပဲလို့တွေးလိုက်ပါတော့တယ်။ဆရာမက မောင်ချစ်ရေးထားတဲ့စာကိုကြည်လိုက်တဲ့အခါမှာမှားနေတာကို တွေ့ရတယ်။ မှားနေတဲ့အခါတွေးရတော့ဆရာမကမောင်ချစ်ကို စာအလုံးကြီးကြီးရေးထားတဲ့စာကိုဖတ်ပြခိုင်းတဲ့အခါမှာမောင်ချစ်ကမှန်အောင်ဖတ်နိုင်တယ်။စာအလုံးသေးသေးလေးနဲ့ရေးထားတဲ့စာကိုတော့မှန်အောင်မဖတ်နိုင်ဘူးပေါ့တဲ့။မောင်ချစ်တယောက်ကတဲ့အလင်းရောင်ပြန်ဟတ်တဲ့ပစ္စည်းတွေအချိန်အကြာကြီးအသုံးပြုတဲ့အတွက်ကိုတဲ့စာအလုံးတွေကောင်းကောင်းမမြင်နိုင်တာဖြစ်မယ်လို့ဆရာမက တွေးမိပြီးတော့မောင်ချစ်ကလေးကိုဘလို့မေးလိုက်တဲ့မောင်ချစ်အိမ်မှာဂိမ်းကိုတစ်ချိန်လုံးဆော့နေသလားလို့မေးလိုက်တော့တယ်မောင်ချစ်ကဟုတ်ကဲ့ပါလို့ပြန်ဖြေပါတယ်စာတွေကိုလွဲလွဲမှားမှားကူးရေးမိပြီးအလဲတွေဖတ်မိရင်မောင်ချစ်ဘာဖြစ်မလဲကလေးတို့လည်းမောင်ချစ်လိုမဖြစ်အောင်ဘလို့နေထိုင်သွားကြမလဲဒါဆိုရင်ဒီချက်ကဒီမှာတစ်ခုလေးပြောချင်ပါတယ် အလင်းပြန်တဲ့အလင်းဟတ်တဲ့ပစ္စည်းတွေအသုံးပြုတာများတယ်ကြည်တာများတယ်ဆိုရင်သားတို့သမီးတို့ဘာတွေဖြစ်မလဲလို့ထင်ပါတည်း TV တို့ဖုန်းတို့ကွန်ပျူတာတို့ဒါမျိုးတွေဆိုလို့ရှိရင်အလင်းတွေဟတ်တယ်ရောင်ပြန်ဟတ်တယ် TV ကနေထွက်လာတဲ့ ray တွေရှိတယ်အလင်းတွေပေါ့နော် ray တွေကတော့တနည်းအားဖြင့်ပြောမှဆိုရင် အလင်းပြန်လာလို့ခေါ်ပါတယ်ဒါဆိုရင်ဒီ chair တို့ကဒါတွေအချိန်ကြာကြာကြီးကြည့်တဲ့အခါမှာမျက်လုံးကမျက်စိမှုံလာတာတွေဖြစ်တတ်တယ်မျက်လုံးကြီးရဲပြီးတော့မျက်ရည်ပူကြတာမျိုးတွေဖြစ်တတ်တယ်နော်ဒါမျိုးတွေကိုဒီ chair တို့ကသူ့ရဲ့အချိန်နဲ့ သူ့ရဲ့သုံးသင်းတဲ့နေရာမှာသုံးပြီးတော့အချိန်လေးနဲ့တတ်မှတ်ပြီးတော့စနစ်တကျသုံးတာပဲဖြစ်စေချင်ပါတယ်ဒီသင်ခန်းစာလေးမှာဆိုရင်တော့တာဝန်သမီးတို့ TV တို့ဖုန်းတို့ laptop တို့ computer တို့ကြည့်တဲ့အချိန်မျိုးမှာအချိန်ကြာကြီးကြည့်တဲ့အခါမျိုးမှာဆိုရင်တာဝန်သမီးတို့မျက်စိတွေမှုံလာတာမျိုးတွေဖြစ်လာနိုင်တယ်နောက်တစ်ချက်ကမျက်လုံးတွေရဲလာပြီးတော့မျက်ရည်ပူကျတာမျိုးတွေဖြစ်လာနိုင်တယ်အဲဒီအတွက်ကြောင့်ဒီချေတို့ဒီ aggressive နဲ့တက်ဆိုင်တဲ့ပစ္စည်းတွေအသုံးပြုတော့မယ်ဆိုရင်တာဝန်သမီးတို့မ ှာအချိန်လေးတတ်မှတ်ထားတာမျိုးလေးတွေနောက်ပြီးတော့ဒီပစ္စည်းတွေကိုအချိန်ကြိုင်းမကြည့်တော့ဘဲနဲ့ဒီပစ္စည်းတွေအသုံးပြုပြီးတဲ့အခါမျိုးတွေမှာဆိုရင်လည်းတာလုတ်သမီးတို့မျက်လုံးလေးကိုခဏလေးအနားပေးတာမျိုးတွေပြုလုပ်သင့်ပါတယ်ဒါဆိုရင်တာလုတ်သမီးတို့ဒီဖုန်းတို့လက်တော့တို့ကွန်ပျူတာတို့ကြည့်တဲ့အခါမျိုးမှာဘယ်လိုမျိုးအချက်ကလေးရောရှောင်ရမယ်ဘယ်လိုမျိုးအချက်လေးရောလိုင်းနာရမယ်ဆိုတဲ့အကြောင်းအရာလေးကိုတာလုတ်သမီးတို့သိရှိသွားပြီလို့ဒီချက်ထင်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှပြန်လည်ဆောင်တွေ့ကြပါမယ် すみません。<music>